ကဲဒီလူရှင်ကတော့ရေမစင်းကြောက်သုံးနံကို နိုင်ငံကျော်ဇွဲထက်စိတ်ရွှေနာဆိုင်ကြီးကနေစောက်လုံးနေဆက်ဖြစ်တဲ့မစိုးရင်ကြောင့်သာသနာနေယူပရိသပင်မအလဲတိုက်ကြီးမှာဌာပနာဖို့အတွက်လာရောက်လူဒန်းချင်းဖြစ်ပါတယ် အခုလိုရတနာတွေလာရောက်နှူနှမ်းသွားတဲ့အကိုနဲ့မကလည်းမဆိုးရင်ကြောင်းဒါရက်ကကြောင်းဒါရိုက်ကမှဘွဲ့တူကိုခံယူသွားကြပြီဖြစ်တဲ့အတွက်နိုင်ငံကျော်ဇွဲထက်တဲ့ထက်တူမဆိုးရင်ကြောင်းဒါရက်ကကြောင်းဒါရိုက်ကမှဘွဲ့တူကိုခံယူလိုသူတွေအနေနဲ့လည်းမိမိတို့ရဲ့ကြောက်မြတ်လက်ဆုပ်လက်ဖြန်တတ်ပါစေဒီဗီဒီယိုဖိုင်လေးကတော့မဆိုးရင်စာတင်တတ်ရဲ့နယူပရိသပင်မအလေចောင်းဆောင်ကြီးအတွက် เนาะဆောက်လုပ်ဆဲဖြစ်တဲ့ဒကာကြီးဦးဆန်းဝင်းတို့မိသားစုကနေပြီးတော့ဆောက်လုပ်လူတန်းလျက်ရှိတော့ဒီចောင်းတိုက်ကြီးမှာဒီရေမစေးကြောက်၃ဒံပေါ့လာရောက်ပြီးတော့လူတန်းနဲ့အလူရှင်ဇနီးမောင်နှံမိသားစုတွေဖြစ်ကြပါတယ်ဒီရေမစေးကြောက်၃ဒံရဲ့ကာလတန်ဖိုးကတော့ဘလောက်ရှိမယ်ဆိုတော့ဘုံဘုံတော့မသိပါဘူးတော်တော်တော့တန်ဖိုးကြီးမယ်နဲ့တူတယ်ဒါလေးတွေကိုမြင်တော့ ဒဂါကြီးဥဆန်းဝင်းတို့မိသားစုကဆောက်လုပ်လူတန်းတဲ့เจ้าอลูကိုမြင်တော့ဘုံဘုံဘာသွားတတိယလဲလို့ဆိုရင်အနာရဘိန်တတိကြီးရဲ့အကြောင်းကိုသွားပြီးတော့တတိယမိပါတယ်နာရဘိန်တတိကြီးဟာမြတ်စွာဘုရားရှိကိုသွားတွေ့တဲ့အခါမှာတော့ secret ပေါ့နော်သူ့ရဲ့လေးဝထားတဲ့နာမည်ကိုမြတ်စွာဘုရားကဟဲ့မောင်တုဒ္ဒတလို့လမ်းခေါ်လိုက်တယ် ဟာငါ့နာမည်ကိုဘယ်သူမှတိတာမဟုတ်အလုံးကအနာရပင်တထေးလိုပဲတိကြတာအခုမြတ်စွာဘုရားကငါ့နာမည်အရင်ကိုတိနေပါလားဆိုပြီးမြတ်စွာဘုရားကိုအတော်လေးကိုကြည်ညိုသွားတယ်ပေါ့ဗျာဒါနဲ့မြတ်စွာဘုရားကိုကြောင်းလူမယ်ဆိုတော့မြတ်စွာဘုရားနဲ့တင့်တော်မဲ့ကြောင်းနေရာကိုလိုက်ရှာတယ်ပေါ့လိုက်ရှာတဲ့အခါမှာဇေတမင်းသားပိုင်တဲ့ဇေတဝန်ဥယျာဉ်ကြီးကိုသွားတွေ့ပါတယ်ဒါနဲ့ဇေတမင်းသားထံကိုသွားပြီးတော့ ဒီဥယျာဉ်မြေကိုဝယ်ခြင်းတဲ့အကြောင်းသွားပြောတော့စေတမင်းသားကမရောက်နိုင်ပါဘူးမရောက်နိုင်ဘူးနာရပင်တတိကလည်းပဲမြို့မြန်တဲ့ဖုံးဖြစ်တော့အာနာရာနဲ့သူမဝယ်နိုင်တဲ့ဈေးကိုអော်လိုက်ပါတယ်အဲ့ဒါကတော့ဟောဒီစေတဝန်ဥယျာဉ်ကြီးအပြည့်ပေါ့နော်ခြွေတင်းကားတွေပုံပြီးတော့ပေးမယ်ဆိုရင်ရောက်ပါမယ်လို့អော်လိုက်တယ်နာရမင်တတိကလည်းသရာတရားအားကောင်းတဲ့ပုဂ္ဂိုလ်ဆိုတော့ ရစီရမယ်လို့အဲ့ဒီမှာလဲတွေနဲ့ပေါ့နော်ရွှေတင်းကားတွေကိုတိုက်ပြီးတော့ဥယျာဉ်ကြီးကိုအပြစ်ခင်းပြီးတော့ဝယ်လိုက်တယ်ပေါ့ဒေတာမင်းသားကပ်ပုံကလည်းဒီဥယျာဉ်ထဲမှာရှိတဲ့တရက်ပင်တို့ပိန်းလဲပင်တို့ဒီနေရာတွေမှာကျိုးတွေဝိုင်းပြီးတော့အဲ့ဒီနေရာအစာတို့အနေနဲ့အစာတို့အနေနဲ့အဲဝယ်ရတာလည်းရှိပါတယ်ဆိုတော့အကုန်လုံးရွှေတင်းကားတွေပုံပေးပြီးတော့ ဝဲမဲလဲဆိုရောအစိတမျက်နှာကစိတ်ပြောင်းသွားတယ်မရောက်ကျင်တော့ဘူးတဲ့ဟာခမည်းမရောက်ကျင်လို့တော့မရဘူးလေခမည်းအော်တဲ့ဈေးကိုကျုပ်ပေးထားပြီးပြီပဲခမည်းမရောက်လို့တော့မရဘူးဆိုတော့အမှုဖြစ်ကြတယ်ပေါ့ဗျာဒါနဲ့ယုံရောက်ခါရောက်ပေါ့ယုံရောက်တော့တရားသူကြီးတွေကဒီအနာရပင်တတိယဘဲ့နယ်ကြောင်များဒီဥယျံကိုလိုချင်တာပါလေလို့စုံစမ်းကြည့်လိုက်တော့မြတ်စွာဘုရားကိုကြောင်းလူမယ်ဆိုတာသိသွားတယ် ဒါနဲ့တရားသူကြီးတွေကလည်းအော်တို့လည်းမြတ်စွာဘုရားရဲ့တရားတော်ကိုနာရရင်ကောင်းလေစွာလို့နာရဘင်တတိကိုအမှုအနိုင်ပေးလိုက်တဲ့ပေါ့ဒါနဲ့ဥယျာဉ်မြေကိုနာရဘင်တတိကရရှိသွားပါတယ်အဲ့ဒီမှာအနာရဘင်တတိဒီဥယျာဉ်မြေကိုဝယ်လိုက်တာ78ဂရေကုန်တယ်ပေါ့နော်ကျောင်းဆောက်တာက78ဂရေတဲ့ရည်စဲချတာက78ဂရေကုန်တယ်ပေါ့အဲ့လိုအကုန်ကြခံပြီးတော့မှဆောက်တဲ့ဒီကျောင်းမှာဘာဖြစ်လို့အနာရဘင်ရဲ့ကျောင်းကို ဇေတမင်းသားရဲ့နာမည်ဇေတဝန်အကြောင်းလို့တွင်ရတာလဲဆိုတော့ဒါလည်းစိတ်ဝင်စားစရာကောင်းတာပေါ့နော်နာရပင်တထေးကြီးကိုပြောတယ်ဇေတမင်းသားကဟာတဲ့အစောကလေးကမြတ်စွာဘုရားကိုကြောင်းလူမယ်မှန်းသိရင်ကျုပ်ဈေးလျှော်ပေးတာပေါ့ဘာညာပေါ့နော်အခုကျုပ်လည်းဒီကျွန်တော်ရဲ့ဥယျံထဲမှာတခုခုလူကျင်ပါတယ်ခမရလူဝင်ပေးပါလို့ပြောတော့အနာရပင်တထေးကြီးကလည်းသဘောအယွန်းသဘောအလွန်ကောင်းပါတယ် အနာဒိမတထေးကြီးရဲ့လူတဲ့အလူဟာငါမပါသူမဲ့ဘက်တရာလက်နဲ့ရအောင်ရှာလူတလောက်ပင်အရတာယူတလောက်လည်းရင်အရပါဆိုတဲ့စကားလိုပဲပေါ့နော်သူလူတဲ့အလူဟာငါမပါဘူးငါဇွဲတွေကိုဖြုတ်ထားတာဒါငါအလူမဟုတ်ဘူးဆိုတဲ့ငါဇွဲကိုဖြုတ်ထားတာဖြစ်တဲ့အတွက်လူပါခမညာအစဉ်ပြေမဲ့နေရခမညာနှစ်တက်တဲ့နေရမှာလူပါလို့ပြောလိုက်တယ်ဒါနဲ့ဇေတမင်းသားကဘယ်မှာသွားလူတုံးဆိုတော့အဲ့ဒီမုတ်ဝမှာပေါ့နော် ဇေတမင်းသားဥယင်မို့လို့ဇေတဝန်ကြောင့်လို့ဒီလိုအမည်ပေးလိုက်ပါတယ်။ငါပါတဲ့အလူရှင်နေဆိုရင်တော့စိတ်ဆိုးမှာပေါ့။ဟာဒီကောင်ကကွာသူ့ရဲ့ဥယင်မြေကြီးကိုငါရွှေတန်းကနေပုံပေးပြီးတော့ဝယ်ထားတာကိုဘယ်နဲ့ငါနာမည်အမည်ပေါက်မဟုတ်ဘဲနဲ့ဘယ်နဲ့အကြောင်းဇေတမင်းသားရဲ့အမည်ပေါက်ဖြစ်ရတာလဲစိတ်ဆိုးမှာပေါ့။အခုအနာတမင်တထေးကြီးကတော့အစိတ်မဆိုးဘူးတဲ့။ငါမပါသူ့မဖက်တရာလက်နဲ့ရအောင်ရှာတယ်ပို့ကိုဆိုတော့ ကြည်ကြည်ပြူပြူပဲခွင့်ပြုလိုက်တယ်။ဒါကြောင့်မို့အနာရပင်တထေးကြီးလူတဲ့ဟောဒီဇေတဝန်ကြောင်းကြီးဟာဇေတမင်းသားရဲ့နာမည်ပေါက်သွားတယ်ပေါ့ဗျာနော်။အဲ့တော့ကောသလမင်းကြီးကလည်းသူလည်းလူချင်းပါတယ်တဲ့အဲ့မှာသူ့ကိုလည်းလူဝင်ပေးရတယ်ပေါ့ပြောချင်တာကတော့ဒီဒကာကြီးဦးဆောင်းဝင်းတို့ဇွဲထက်မိသားစုကလူတဲ့အလူတွေဟာဘုံဘုံကြည့်ကြည့်တာပေါ့နော်အမားကတော့သူတို့တူတယ်လဲလူနိုင်တယ်သူတို့တူတယ်လဲပဲဒီចောင်းဆောင်ကြီးကိုလူတန်းလို့ရပါရက်ကနဲ့ နော်ငါမပါသူမဖက်ဆိုတဲ့အတိုင်းပဲတရာလက်နဲ့ရအောင်ရှာတဲ့ပုံကိုယ်တွေဆိုတော့ခွန်ရသသမီးတွေလည်းပဲလူကြပါစေလို့လမ်းဖွင့်ပေးတာလည်းပဲဒါအနာတပင်တထေးကြီးရဲ့ကြောင်းလူနဲ့သွားတူနေတာပေါ့နော်လက်ဆုပ်လက်ဖြန်တတ်ပါစေခုဒီနယုပရိသကျောင်းဆောင်ကြီးမှာဒီမစေးကြောက်သုံးတန်လာရောက်လူတန်းနဲ့ဇနီးမောင်တန်မိသားစုကိုလည်းပဲပမျက်ဝန်တာနဲ့မမွန်တို့တာဓုခေါ်ပါတယ် လက်ဆုပ်လက်ပြန်တတ်ပါစေတဲ့ဂျပန်ဘုန်းကြီးမိုကူရှိဆိုတဲ့ဘုန်းကြီးကသူ့ရဲ့တကားတယောက်ကလာလျှောက်တယ်ဘုန်းဘုန်းဘုရားတပည့်တော်ရဲ့အမျိုးသမီးဟာအမတန်မှကတ်စီနေပါတယ်ဘုရားဘလောက်ဒီကတ်စီနေလဲဆိုရင်လူဖို့တန်းဖို့နေနေတာတာတဲ့ကိုယ့်ရဲ့ဝမ်းရည်တောင်ကိုမတရာတဲ့မိမမျိုးပါဘုရားတဲ့အဲ့တော့တပည့်တော်တို့မှအစာဆင်းရဲအဝတ်ဆင်းရဲအနေဆင်းရဲနေရပါတယ်ဘုရားသူကတ်စီနေလို့အဲ့တော့ ရှင်မြတ်ရဲ့တက္ကမကိုဆုံးမဩဝါဒလေးပေးပါဦးဖရာလို့လျှောက်တာနဲ့ဂျပန်ဘုန်းကြီးကလည်းအိမ်ကိုကြွားပြီးတော့တက္ကမကိုပြောတယ်တက္ကမကြီးတဲ့လက်သေးဆုပ်ပြရတယ်ပေါ့နော်တက္ကမကြီးဒါပါတော့လက်သေးဆုပ်ပြရတာပါဖရာအေးဘုန်းကြီးကလေအမြဲတမ်းလက်သေးဆုပ်နေတယ်ဆိုရင်အဲ့ဒါဘယ်လိုပြောမလဲတဲ့ရှင်မြတ်အဲ့ဒါအင်္ဂါချုပ်ရင်းတာပေါ့ဗျာတဲ့မန္တေတဲ့ ဒါဆိုရင်တဲ့လက်ဖြန့်ပြရတယ်။အမြဲတမ်းဘုန်းကြီးကဟောဒီလိုကြီးလက်ဖြန့်ပြီးတော့မှနေမယ်ဆိုရင်ကောအဲ့ဒါဘာဖြစ်တာလဲလို့မေးတော့မလားပါအဲ့ဒါအင်္ဂါချို့ရွံ့တာပါဗျာတဲ့။ဒီလောက်သဘောပေါက်တယ်ဆိုရင်မင်းအင်ရှင်မာကောင်လို့လို့ရပြီလို့ဘုန်းကြီးကပြန်သွားပါတယ်။သူပြောကျင်တဲ့အတိတ်ဘယ်ကတော့အမြဲတမ်းကြီးဆုတ်ကင်ထားရင် ငါပစ္စည်းငါဥစ္စာငါပိုင်တာလို့ငါဇွဲကြီးနဲ့ဆုပ်ကင်ထားမယ်ဆိုရင်အင်းငါချိုးရင်းတဲ့လူနဲ့အတူတူပဲတဲ့အမြဲတမ်းကြီးဖြန့်နေပြန်ရင်လည်းပဲနော်ဒါမြတ်စွာဘုရားကလည်းပဲရှိသမျှပစ္စည်းအကုန်လုံးပုံဩပြီးတော့မှလူရမယ်လို့မဟောထားပါဘူးသင်္ကလောဝါဒသုံးမှာဟောထားတာရှိတယ်လေရရှိလာတဲ့ပစ္စည်းဥစ္စာကို၄ပုံပုံ၄ပုံပုံပြီးတပုံကိုစား နှစ်ပုံကိုတော့အတိုးအပွားတစ်ပုံကိုတော့ဟိုတိမ့်ထားတဲ့ဆိုတဲ့စကားလေးတစ်ခုရှိတယ်ပေါ့ဒါကြောင့်မို့လူတွေဆိုတဲ့နေရာမှာလည်းပဲနော်စေတနာသုံးတန်ပြတ်ပြီးတော့လူဖို့အရေးကြီးတာပေါ့လူလိုက်တဲ့အချိန်မှာလဲဝမ်းတာနေရမယ်လူနေစေအချိန်မှာလဲဝမ်းတာနေရမယ်လူပြီးတဲ့အချိန်မှာလဲပဲကိုလူလိုက်တဲ့အလူဟာဝမ်းတာအာရဖြစ်နေရတဲ့အလူမျိုးဒါမျိုးပဲမြတ်စွာဘုရားကအားပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့ဂျပန်ဘုန်းကြီးပြောတဲ့အဆုံးမစကားလိုပဲပေါ့နော် အမြဲတမ်းငါပိုင်တယ်ငါဥစ္စာငါစည်းစိမ်စုတ်ကင်ထားမယ်ဆိုရင်အင်းငါချိုးရင်းတဲ့လူနဲ့တူတယ်အမြဲတမ်းလက်ကိုဖြန့်ထားမယ်ဆိုရင်လည်းပဲအင်းငါချိုးရင်းတဲ့လူနဲ့တူတယ်နော်လူတယ်ဆိုတဲ့နေရာမှာလဲကိုစားတဲ့အထဲကနေကိုတက်နိုင်တဲ့လောက်ကိုတရာပြတ်တဲ့လောက်လူဖို့တော့အရေးကြီးပါအရေးကြီးတာပေါ့နော်ပြောချင်တာပါအကြပါဘုန်းကြီးဆုံးမလိုက်တဲ့အမျိုးသမီးဟာလည်းပဲသူသဘောပေါက်သွားပါတယ်သဘောပေါက်တော့နောက်ဆုံး ိမ်အောင်ရှင်မာကောင်းတယောက်ဖြစ်သွားတယ်လို့ဘုံဘုံတို့စာပေထဲမှာတွေ့ရတယ်ပေါ့နော်လက်ဆုပ်လက်ပြန်တတ်ပါစေအားလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ